ဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ဒီမိုကရက်တစ်မြန်မာတန်ရနေပြီးတော့ချိုင်းတုံမြို့နယ်တရိတ်ကန်စစ်တေတာနေပြီးတော့အပြည်တော်စုအဆင့်ညဉ့်ညံ့ရွှေနေပွဲဟိုတိုက်ရိုက်တင်ဆက်နေတာဖြစ်ပါတယ်ခင်ဗျာ305လ2012ရက်နေ့ကပြည်တော်စုကမ္ဘာ့နိုင်ငံတော်ပြည်တော်စုအခုဒီနေ့အစည်းအဝေးမှာတော့ကျွန်တော်တို့ရဲ့ဒီဒုတိယအစည်းအဝေးကိုဟိုတက်မတော်ဒုတိယကောက်ွယ်ဦးစည်းချုပ်ဗိုလ်ချုပ်ကြီးဆိုးဝင်းမှာဦးဆောင်တဲ့ညဉ့်ညံ့ရေးဖော်ဆောင်ရေးကော်မတီက ပြည်ထောင်စုအဆင့်ငင်းငယ်ကော်မတီကဦးဆောင်ဆွေးနွေးနေပြီးတော့ကျွန်တော်တို့ဒီရှမ်းပြည်ပြည်လည်ထူထောင်ရေးလို့ခေါ်တဲ့ ASEAN လို့ခေါ်တဲ့အဆက်စည်တောင်ပိုင်းလို့လည်းလူသိများတဲ့ရှမ်းပြည်ပြည်လည်ထူထောင်ရေးကော်မတီကိုတော့တူပိုချိုကြီးရောချက်ကဦးဆောင်ဆွေးနွေးနေပါတယ်။ခရီးရရှိပါကြောင်း။ဒါပေမဲ့ငင်းငယ်ကိုရုတ်မက်အုံရနဲ့ပြည်နယ်အဆင့်ပြည်ထောင်စုအဆင့်နဲ့အော်ဒီကပြည်ရမအောင်ပါဝင်ဒီတူပိုချိုမှာနောက်ဆုံးသဘောတူလက်မှတ်ရေးထိုးကြဖို့ဖြစ်ပါကြောင်း။ တို့ပါလားကျွန်တော်တို့လုပ်ငန်းကုမ္ပဏီရဲ့ဆောင်ရွက်ငွေညင်းရေးလုံဆောင်ချက်တိုက်ဟောင်းနားပြမြေလုံးတို့ရဲ့လုပ်ငန်းစဉ်ရှိချက်ပြည်သူဆိုးရဲ့သဘောထားတမောရက်တိချက်ပြင်ကတောင်းနေမှာဖြစ်သောရည်ရွယ်ချက်ဒီမချက်များကိုဒီချင်းမျိုးကသိရှိနားလည်သဘောပေါက်တယ်တမရခဲစွာနဲ့လူနှစ်ဖက်ဆွေးနွေးအပြေရှာနိုင်မှုဖြစ်တယ်ဒီကဒီမနက်မှာတော့ဒီ ဗကြိုဒီဦးစိုးဝင်ပြောပြသွားတာကတော့ဒီတက်မတော်အနေနဲ့ပြည်내အဆင့်ပြည်တော်စုအဆင့်နဲ့လွတ်တော်အဆင့်သုံးရက်ကိုဟိုထူထောင်နေတယ်လို့တင်ပြသွားပြီးတိုင်းသားရေအားလုံးတိုင်းလူကြီးဒီပါဝင်ခွင့်ရဖို့အဖြစ်မရဆောင်ရရမှာဖြစ်သောတစ်ဖက်နဲ့တစ်ဖက်ခီးပြည့်ဆက်ဆံမှုအင်းဝေးပြီးအထင်မြင်လွယ်မှန်မှုတွေကိုမိမိတို့ဆွေးရတဲ့အထက်ဆုံးသတ်ပေးနိုင်မှုတွေကြောင့်မိနိုင်ငံရဲ့ရိုးရိုးပြောင်းလဲပေါင်းစည်းရေးမှာယုံကြည်မှုဟာ ိတ်ကိုရေးကြည့်ပါကြောင်းဘုကျုပ်ရဆွေဘက်ကတော့ပြန်လည်ပြီးတော့ဟိုဒီငင်းငယ်ပေါ်ဆောင်မှုအပေါ်ပိုင်းမှာအပေါ်ပိုင်းမှာပေါ်ဆောင်မှုလုပ်ငန်းများကိုအောက်ပိုင်းမှာအောက်ခြေရနေပြီးတော့ပေါ်ဆောင်မှုအားနေတယ်ဆိုတာကိုအဓိကပြောဆိုသွားပါတယ်ခင်ဗျာအလန်းဟောက်ခံပွန်းမှန်းလိုက်ဘန်းမှန်းနဲ့ဟောက်ခါဆောင်တယ်ပေါ်ဆောင်ပွန်းမှန်းနဲ့ပေါ်ကတော့တည်းတည်းအာကျွန်တော်တို့အတိတ်ကကျော်လွန်လာခဲ့တဲ့သမိုင်းတွေရှိခဲ့ပါတယ်အဲ့ဒီသမိုင်းတွေကိုလည်းမေ့လို့မရပါဘူးဒါရှေ့မှာကျွန်တော်တို့ပြန်လည်ပြီးတော့ ရင်ချိုင်းရည်တွေတည်ဆောက်ကြမယ်ဆိုရင်လည်းဒါလည်းအင်မတန်အရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်။ဘာမှတော့ငေါလိုက်ကံဖာဝန်နဲ့ကောမင်းလည်းကောဒီပန်းဟျန်လည်းခေါင်းပေါက်ကန်ကျွန်တော်တို့ကဘာပေါ်မှာလေ့လာမယ်ဆိုရင်လည်းအာဒီကဘာပေါ်မှာဒီရင်ချိုင်းရည်ဆွေးနွေးပွဲတွေအတွက်ကိုအင်မတန်အားဝေးနေတယ်ဖြစ်ပါတယ်။မဟုတ်ဘူးမင်းမှန်ထောက်ကန်နဲ့ကောကန်အရေးကြီးကျွန်တော်တို့ဒီတော့ပြည်မနိုင်ငံကနေပြီးတော့အရေးကြီးတဲ့အချက်တွေပါတယ်။ကော်ပိုရိတ်မဟုတ်ဘူးမှန်မှန်နဲ့ ข้าบ้านได้ลูกซุ่มป่าชีเนี่ยแหละไม่เป็นแค่หนังเราพูดถึงคนเขาอาจารย์เลยสิเราเรียนสุตมะเมียนาในงานมาอาเซียนเนี่ยในงานในงานนี้ถือว่าแค่ลำลองที่ชุดเนี่ย ควรตั้งใจก็เข้าบ้านကျွန်တော်တို့နေထိုင်ဒီဆောက်ဆိုင်ဆိုတဲ့နေရာမှာအရေးကြီးဆုံးအချက်ကတော့အောက်ပိုင်းကငွေရအစားတပ်ဖွဲ့ကနေရအစားနားလေပို့လာတယ်ပြင်မှာအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ဘာဖော်မဲ့ကိုတန်းတက်ပေါ်တယ် วันนั้นตอนนั้นดังยากแค่ไหนทุกคนบอกกันเลยไม่กระทบถ้าเนี่ยมาเอาไว้นะมีมีที่เดียร์จูบที่ไหนก็ได้แล้วนี่รอแต่เจ้าก็รู้แล้วที่ที่จะเป็นสัตว์อย่างกูเยอะแยะเลยအဲ့တော့ဒီဆွေးနွေးမှုရလကတော့ဒီနေ့ညနေမှာတော့ကျွန်တော်တို့တစ်ခေါက်ပြန်လဲတင်ပြနေအောင်အချိန်နဲ့တပြည့်ညီတင်ပြတော့ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ဒီကပြီးလို့ရှိရင်တော့ဒီဆွေးနွေးပွဲရလကိုတင်းတောက်များအားလည်း အဲဆက်လက်တင်ပြမယ်လို့ယူဆပါတယ်ခင်ဗျအမေချိုခါဟောင်းမူမောင်းဝါကန်ကောခါနဲ့တေယူတင်ကန်တေဘူခန်နဲ့ကပ်ကပ်ရင်းရင်းခါမူမောင်းနဲ့ချေပေါ်လင်းချုပ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ယနေ့ဆွေးနွေးပွဲမှာတန်းတူညီရေးနဲ့ကျွန်တော်တို့အေးချမ်းစွာနဲ့ဆွေးနွေးသွားနိုင်မယ်ဆိုတော့အဲချက်အနေနဲ့ကျွန်တော်ယုံကြည်ပါကြောင်းကျွန်တော်နောက်ဆုံးအနေနဲ့ဒီကုန်းချုပ်စကားပြောပြလို့ပါတယ်